ထိကျင်တိုင်းထိလို့မရတဲ့ကဘာပေါ်ကဂိုးခွဲသူအများဆုံးကြောက်တုံကြီးရဲ့တမိုင်း မက္ကာမြို့ sorry arabia ရဲ့နှလုံးသားမှာတည်ရှိတဲ့ခဘာဟာရိုးရှင်းတဲ့ကြောက်တုံးအဆောက်အုံတစ်ခုထက်အများကြီးပိုပါတယ်။ကဘာတဝမ်းကတန်လက်ချီတဲ့မွတ်စလင်တွေရဲ့နေစဉ်ဆူတောင်းခြင်း၊ဖျားဖူးခြင်းနဲ့နှက်ဆိုင်တဲ့ယုံကြည်ခြင်းတွေကိုစူးစီးထားတဲ့တန်ရှင်းသောဗဟုချက်မှတစ်ခုဖြစ်ပါတယ်။ဒီအဆောက်အုံလေးဟာပင်ရင်တွေ၊ acrid တွေနဲ့နိုင်ငံတော်ကြီးကဲတွေကိုတောင်းသူ့ကိုထိန်းချုပ်ဖို့ရှင်းပြစေခဲ့ပြီးသူ့ရဲ့ဒီနေရာကိုသိရှိလို့စေကြောင်းလက်ခဏပေတာနဲ့ trigan တိုင်းပညာရဲ့ က်တွေမှာဒုထံမှုအသစ်တွေဖြစ်ပေါ်လာစေခဲ့တာကိုကြည့်ရင်သူရဲ့အရေးပါပုံကဘလောက်ကြီးမလဲဆိုတာခံမနိုင်ပါရဲ့ကဘာဆိုရက်စကလုံးက RB ဘာသာနဲ့လေးတောင်းလို့အထိပယ်ရပေမဲ့တကယ်တမ်းကျတော့ဒီအဆောက်အုံကတီးကြတဲ့လေးတောင်းတော့မဟုတ်ပါဘူးအမြင့်15မီတာ49ပေလောက်ရှိပြီးတော့အကျယ်17မီတာ 39ပြီလောက်သာရှိတာကြောင့်အကျဲထက်အမြင့်အပ်ပိုရှင်နေတာကိုတွေ့ရပါတယ်။မညင်ညာတဲ့ကြောက်တုံးလေးနဲ့တိဆောက်ထားပြီးအပေါ်ဆုံးမှာတော့တက်သားမျက်နှာချက်ကိုတက်တူးနဲ့ဖုံးအုပ်ထားပါတယ်။မက္ကာမှာမိုးတိတ်မရွာပေမဲ့မိုးရွာလာတဲ့အခါရေမဝတ်အောင်1600ပြည့်နှစ်တည်းလောက်မှာရွှေရောင်မိုးရေစီ Golden Rain Spot တစ်ခုကိုအနောက်မြောက်ဖက်ချမ်းမှာထပ်ပြီးတော့တက်ဆင်ခဲ့ပါတယ်။ကဘာ ်အစ္စလမ်ဘာသာဝင်တွေအတွက်ဘာကြောင့်တလောက်အရေးကြီးတာလဲဆိုရင်အဓိကအားဖြင့်အချက်နှစ်ချက်ကြောင့်ပါပဲပထမတစ်ခုကတော့နေ့စဉ်ဆူတောင်းခြင်းဖြစ်ပါတယ်ကမ္ဘာတဝန်းကမွတ်စလင်တွေကဒီနေ့ကို၅ချိန်ဆူတောင်းဝတ်ပြုကြရမှာကမ္ဘာကိုမျက်နှာမူပြီးဆူတောင်းရပါတယ်ဒီဆူတောင်းရဘက်ဥတီချက်ကိုကစ်လာလို့ခေါ်ပြီးတော့ဘလီတွေမှာဆိုရင်တော့နယံနယ်ရအခွက်ကလေးဖြစ်တဲ့မီရပ်ကနေဒီဥတီချက်ကိုညွှန်ပြပေးပါတယ်ဟိုတယ်အခန်းတွေရဲ့မျက်နှာချက်တွေမှာတောင်က ာဘာဘက်ကိုညွန်ပြတဲ့အများလေးတွေတွေ့နိုင်ပါတယ်။ဒုတိယအချက်ကတော့ဟာရှ်ဖျားဖူးခြင်းပဲဖြစ်ပါတယ်။မွတ်စလင်တိုင်းက ိုခန္ဓာပိုင်းဆိုင်ရာရောငွေကြီးအရာပါတဏ္ဍရင်ဘဝမှာအနည်းဆုံးတစ်ကြိမ်မက္ကာမြို့ကိုဖျားဖို့ခီးသွားရပါတယ်ဒီခီးစဉ်ရဲ့အဓိကအစိပ်ပိုင်းကတော့ကဘာကိုလက်ရရဲ့ခုနှစ်ဖက်ပတ်ပြီးလှည့်လည်ရတဲ့ Tower လို့ခေါ်တဲ့ဝေဖြူမှုတစ်ခုပါပဲဒီလိုလှည့်ပတ်ခြင်းကဖျားသခင်ကိုဗဟုပြုပြီးစက်ချော်ရာတစ်ခုလုံးကိုလှည့်ပတ်နေပုံကို ပုံဆောင်တယ်လို့လည်းဆိုကြပါတယ် Hash အပြင် Aura လို့ခေါ်တဲ့ရွေးချယ်နိုင်တဲ့ဖျားဖို့ခီးစဉ်ကိုလည်းနှစ်စဉ်တန်းနေချီတဲ့ဖျားဖို့တွေလာရောက် ောက်ကြပါတယ်။ကဘာဟာ Magic အဟာရမ်လို့ခေါ်တဲ့ပလီစီထဲမှာတရှိပြီးတော့သူ့ကိုဝင်းရံထားတဲ့နေရာကိုတော့မသာဖ်လို့ခေါ်တာဖြစ်ပါတယ်။ကဘာရဲ့ထူးခြားသောလျှို့ဝှက်ချက်များကဘာရဲ့အရှိတ်အတောက်မှာငွေရောင်အကာနဲ့ထည့်ထားတဲ့အနက်ရောင်ကြောက်တုံး Blackstone တစ်ခုရှိပါတယ်။ဒီကြောက်တုံးကကောင်းကင်ကနေကျလာတယ်လို့ယုံကြည်ကြပြီးတော့ ပရဖန်အာဒမ်နဲ့အေဝါရိုကိုပထမဆုံးရစ်ပလင်ဆောက်ခဲ့တဲ့နေရာဆိုပြီးတော့လဲဆိုကြတာဖြစ်ပါတယ်။ပြောရမယ်ဆိုရင်တော့ဖျားဖိုးတွေကတေချောင်းတုံးတွေကိုထိတွေ့ဖို့ဒါမှမဟုတ်နန်းရှုံဖို့ကြိုးစားကြပါတယ်။ဒါပေမဲ့ဒါဟာကြောက်တုံးကိုကိုးကွယ်တာမဟုတ်ဘဲဖျားသခင်ကိုကိုးကွယ်တာရဲ့သင်္ကေတတစ်ခုအနေနဲ့သာဖြစ်တယ်လို့ဘာသာရေးပညာရှင်တွေကရှင်းပြထားပါတယ်။အနေအောင်ကြောက်တုံးနဲ့ကာဘာတရားချားကနေရာကိုတော့ multism လို့ခေါ်ပြီးတော့ဒီနေရာမှာဖျားဖိုးတွေက ဆုတောင်းခြင်းကိုပြုလုပ်ဖို့ကဘာနယံကိုသူတို့ရဲ့လက်ရှင်ပန်းနဲ့ပါပြင်းနေနဲ့ဖိကပ်ပြီးတော့ဆုတောင်းကြပါရယ်ကဘာရဲ့တကားတွေကမြေပြင်အထက်2မီတာ9ပီအမြင့်မှာရှိပြီးတော့ရွှေရောင်နဲ့တစားဆင်ထားပါရယ်အရေးကြီးပုဂ္ဂိုလ်တွေဘာသာရေးပညာရှင်တွေနဲ့ပြုပြင်ထိန်းသိမ်းရေးသမားတွေကလွဲလို့အတွင်းပိုင်းရောဝင်ရောက်ခွင့်မရှိပါဘူးအတွင်းပိုင်းကရိုးရှင်းပြီးခေါင်းမို့ထောက်ထားတဲ့အသက်သားတိုင်း၃ခုတူလောင်ကန်တစ်ခုနဲ့မီးအိမ်တွေပဲရှိပါရယ်ကဘာရဲ့အနီးနားမှာလည်း အရေးပါတဲ့နေရာတွေရှိပါသေးတယ်။ကာဘာတဒါနဲ့မနီမဝေးမှာ Prophet ခြေရာတွေထင်ကျန်နေရဆိုတဲ့ကြောင့်တော့တွေ့ရပါလိမ့်မယ်။ဒါအပြင်မြောက်ဖက်အနောက်ဖက်နေရာမှာ Hartim လို့ခေါ်တဲ့စတင်ကျောက်နေရာကွေးတစ်ခုရှိပြီးတော့ဒါဟာကာဘာရဲ့ အစိတ်အပိုင်းတစ်ခုလို့ယုံကြည်ကြတာကြောင့် Tower လုံးတဲ့အခါဒီထဲကိုဝင်ရောက်ခွင့်မပြုပါဘူး။ဒါပါရိုးရှင်းတဲ့ကြောက်တုံးအဆောင်တစ်ခုလို့ထင်ရပေမဲ့တကယ်တမ်းကျတော့သူ့ကို Kit Wall လို့ခေါ်တဲ့လှပပြီးတော့အနက်ရောင်ပိုးသားနဲ့ရွှေကြည်ထိုးထားတဲ့အထည်နဲ့အမြဲတမ်းလိုလိုဖုံးအုပ်ထားတာကြောင့်ခန္ဓာထဲဝါတဲ့ပုံစံကိုတွေ့ရပါတယ်။နေ့စဉ်ဒီ Kit Wall ကိုအသက်လဲလဲပေးလေးရှိပါတယ်။ဒီလိုမျိုးနှစ်ပေါင်းထောင်ချီကြာမြင့်ခဲ့ပြီဖြစ်တဲ့သမိုင်းနဲ့ဘာသာရေးဆိုင်ရာရေးပါမှုတွေကြောင့်ဒါပါ ါကအစ္စလမ်ဘာသာဝင်တွေရဲ့ယုံကြည်ခြင်းစီလုံးညီညွတ်မှုနဲ့ဖျားသခင်ကိုကိုးကွယ်စည်းကမ်းမှုရဲ့အမှတ်သားတစ်ခုအဖြစ်ယက်တည်နေတာဖြစ်ပါတယ်။ဂါဘာရဲ့ကြီးကျယ်ခမ်းနားမှုဟာသူ့ရဲ့တိဆောက်ပုံတသက်ထက်ပိုပါတယ်။သူ့ကိုဖုံးအုပ်ထားတဲ့လှပတဲ့ကစ်ဝါအထယ်တော်နဲ့သူ့ရဲ့နှစ်ပေါင်းထောင်ချီကြာမြင့်တဲ့သမိုင်းကြောင်းကပို့ပြီးတော့စိတ်ဝင်စားစရာကောင်းပါတယ်။ ဒီအထေတော်လေးတစ်ခုတည်းကတည်းသူရဲ့အနံ့ဆိုင်ဆုံးအထိပယ်တွေကိုဖော်ညွှန်းနေပြီးသူရဲ့သမိုင်းကြောင်းကတော့ရှေးဟောင်းပညာရှင်တွေနဲ့သမိုင်းပညာရှင်တွေအတွက်စင်စမ်းမပြတ်လေးလာစူးစမ်းစရာလျှိုဝှက်ချက်တွေနဲ့ပြည့်နေနေပါတယ်။ဒီကနေ့ခေတ်မှာ Kid War အနံ့ရောင်ပိုးသားနဲ့ရွှေကြည်ထိုးထားတာဖြစ်ပါတယ်။အထိတ်ကလာတော့ကတော့အနီရောင်အဖြူရောင်အစိမ်းရောင်စတဲ့အရောင်မျိုးမျိုးနဲ့ပြုတ်လုခဲ့ပူပါတယ်။ Kid War ဘောကရွှေကြည်တွေကအလားစင်ပုံစံနေနဲ့အနာသက်တွေပါဝင်ပြီးတော့ ကိုအန်ကျန်းပိုက်တွေရောလဲထည့်ထားတာဖြစ်ပါတယ်။ ကစ်ဝါကိုမက်ဂါမာရှိရဲ့စက်ရုံတစ်ခုမှာ အလုသမားနဲ့လက်မှုပညာရှင်ယာဂျော်ကပိုးသားနဲ့ထုတ်လုပ်ကြပါတယ်။ Hush ဖျားဖူးခီးစဉ်အတွဲမှာတနေ့တခါလဲလဲလေးရှိပါတယ်။အဟောင်းတွေကတော့ပြားတိုက်တွေကိုပေးအပ်တာဒါမှမဟုတ်လက်ဆောင်အဖြစ်ခွဲစိတ်ပေးတာတွေပြုလုပ်ပါတယ်။ဂါဘာမှာရှီလျားရဲ့သမိုင်းကြောင်းရှိပေမဲ့တချို့အချက်လက်တွေကသမိုင်းပညာရှင်တွေအတွက် ရှင်းရှင်းလင်းလင်းမရှိသေးပါဘူး။ခိုအန်ချန်းအရာလူသားတို့အတွက်ခန့်အပ်ထားတဲ့ပထမဆုံးကိုးကွယ်ရာအိမ်တော်က ပါကာမှာရှိရင်အဲဒီမှာကောင်းကြီးတွေပြည့်ပြီးတတဝအပေါင်းအတွက် လမ်းပြအလင်းဖြစ်တယ်လို့ဖော်ပြထားပါတယ်။ပါကာဆိုတာက မက္ကာရဲ့တခြားနာမည်တစ်ခုလို့ကိုအန်ချန်ဖွင့်ဆိုသူအများစုကယူဆကြပါတယ်။ မွတ်စလင်ဘာသာပြန်ပညာရှင်တချို့ကတော့ဒီဂျန်ပိုက်ကပထမဆုံးလူသားအဒမ်ကအေဒင်ဥယင်ကနေနှင်ထုတ်ခံရပြီးတဲ့နောက်မက်ကာမှာဖျားသခင်အတွက်ပထမဆုံးရစ်ပလင်ကိုတည်ဆောက်ခဲ့တယ်လို့ဆိုလိုတယ်လို့ပြောပါတယ်။ဒါပေမဲ့အစ္စလမ်ဘာသာရဲ့ရိုးရာအစင်လာအရာမျိုးဆက်ပေါင်းများစွာခြားလာတဲ့အခါလူရီယာခါဘာရဲ့မူလရည်ရွယ်ချက်ကိုမေးလျော့ပြီးတော့နတ်ဖျားပေါင်းများစွာကိုရှီစုတဲ့နေရာအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ ကိုရာစုမှာရေးသားခဲ့တဲ့မက္ကာရဲ့သမိုင်းပညာရှင်အလ်ဇာအဇာဂီယာပရိုဖက်မိုဟာမက်ဟာ630ပြည့်နှစ်မှာကာဘာကိုထိန်းချုပ်လိုက်တဲ့အခါကာဘာထဲမှာအမျိုးမျိုးသောရုပ်တုတွေနဲ့ရုပ်ပွားတော်တွေအပြည့်ရှိနေတာကိုတွေ့ရှိခဲ့ရလို့ဖော်ပြထားပါတယ်။သူကရုပ်တုပေါင်း360ကိုဖျက်ဆီးပစ်ခဲ့ပေမဲ့ဘာဂျန်မာရီနဲ့ကလေးယေရှုရဲ့ဗတိကန်ရိအပြင်အဘာရန်ရဲ့ပုံကိုတော့မဖျက်ဆီးဘဲနဲ့ထားရှိခဲ့ရလေဖြစ်ပါတယ်။ အစောပိုင်းအစ္စလမ်သမိုင်းပညာရှင်တွေကကာဘာရဲ့ ရှေးဥပုံပန်းသဏ္ဍာန်နဲ့ပတ်သက်ပြီးတော့ theory တချို့ကိုတင်ပြခဲ့ကြပါတယ်660ပြည်နယ်လောက်ကရေးသားခဲ့တဲ့ရှေးဥခရစ်ယာန်ကျမ်းစာတစ်စောင်ဖြစ်တဲ့ကုစီယံမှတ်ချက်မှာမက်ကာရှိအာရတုရဲ့ဝိပုယနာရတစ်ခုကို အစ္စလမ်ရဲ့တဲတော်လို့ရည်ညွှန်းထားတာတွေ့ရပါတယ်ဒါကကာဘာကတိမ်ပုံစံတိဆောက်ပုံမျိုးဖြစ်ခဲ့ရလို့ဆိုလိုတာဖြစ်နိုင်ပါတယ်ကုစီယံမှတ်တမ်းရဲ့ နှစ်100အကြာလောက်မှာရေးသားခဲ့တဲ့ မက္ကပညာရှင် BL Jurine ကလည်းကဘာကိုတဲတော်လို့ဖော်ပြထားတာကြောင့်ဒီအယူဆကိုထောက်ခံနေပါတယ်။သူဟာလူမျိုးရာဂျန်နဲ့ကအစ္စရေးလူမျိုးတွေတိစောက်ခဲ့တဲ့တဲပုံစံတဲတော်ကို ဖော်ပြရမှာတုံးတဲ့ RB ဝဟာရာကိုပဲသုံးနှုန်းထားပါတယ်။ပညာရှင် IA Rubin ကဒီအချက်ဟာအဲ့ဒီအချိန်ကကာဘာရဲ့အဓိကအစိပ်ပိုင်းက kit war ဖြစ်နိုင်တယ်လို့ယူဆပါတယ်။ပညာရှင် Ahmed Al Jalal ကလည်းရှေးဦးမက်ကာရဲ့တန်ရှင်းရာဌာနဟာအစ္စလာမတိုင်းပြည် Arabi လူမျိုးတွေရဲ့ယာယီဝိပုယာဒဲတွေတိဆောက်ပြီးဒရိစံရေးပူဇော်တဲ့အလေးအချင်းကနေအမြင့်တွေခဲ့တာဖြစ်နိုင်တယ်လို့ theory ထုတ်ခဲ့ပါတယ်။ဒီလိုဒဲတွေ server ethic ၆စာရ တွေမှာ set လို့ရည်ညွှန်းထားတာဖြစ်ပါတယ်။ဒီစာလုံးတွေကိုဘလို့အတန်ထွက်တယ်ဆိုတာတော့ကျွန်တော်တို့မသိပေမဲ့သူတို့မှာဘာသာရေးလုပ်ငန်းဆောင်တာတွေရှိခဲ့တယ်ဆိုတာ share ပါတယ်။ကျောင်းစာတစ်ခုမှာ သူဟာ sustain ကို စတီဆောက်ပြီးတော့တရိစံရစ်ပူစော်ခဲ့တယ်။ဒါကြောင့် OLED နဲ့ Duresto Bacon မာစီလို့ဖော်ပြထားပါတယ်။ Sulfur Etch ဆိုတာရှီဟောင်းတောင်ပိုင်း Semitic စာရင်းနှီးဖြစ်ပြီးတော့တောင်ပိုင်းစီးရီးယားနဲ့မြောက်ပိုင်းဂျော်ဒန်ကလူတွေကရှီဟောင်း Arabic ရဲ့ဒေသစကားအမျိုးမျိုးကိုရေးသားဖို့အသုံးပြုခဲ့ကြပါတယ်။ ဒီဘာသာစကားတွေက CONRB နဲ့အလွန်နီးစပ်ပါတယ်။ပညာရှင်တွေကဒီဆိုင်းနီးကို BC 100ရာစုနဲ့ AD 400ရာစုကြားမှာအသုံးပြုခဲ့ရလို့ယူဆကြပါတယ်။ဒီဒေတာရဲ့ဘာသာရေးထုံးတမ်းစင်လာတွေရဲ့အစိတ်အပိုင်းတစ်ခုကတော့နတ်ဖျားတွေကိုရစ်ပူစော်ဖို့နဲ့တည်ဆုံးသူတွေကို ဝန်ထဲဖို့အတွက်ဒီယာယီတန်ရှင်းရာဒဲတွေကိုတိဆောက်ခြင်းပဲဖြစ်ပါတယ်။ ပရိုဖက်မိုဟာမက်ရဲ့ဘဝအကြောင်းရေးသားမှုတွေကများပြားသောအားဖြင့်ဂါဘာရဲ့အရေးပါပုံကိုအသားပေးဖော်ပြလေးရှိပါတယ်။မိုဟာမက်ကိုဆင်နှင်းလို့နာမည်ပေးထားတဲ့နှစ်တနှစ်မှာ မွေးဖွားခဲ့ပါတယ်။ဒီနာမည်ကအစ္စလာမ်မျိုးရာအစဉ်လာမှာဒရမာဆန်တဲ့အဖြစ်ပြက်တစ်ခုအစွဲပြုပြီးတော့ပေးထားတာဖြစ်ပါတယ်။ဒီဖြစ်ရပ်ကတော့ရီမင်ကခရစ်ယာန်ဘုရင်အဗရာဟာ စင်တကံကိုအသုံးပြုပြီးတော့မက္ကာကိုကျူးကျော်ကကာဘာကိုဖျက်ဆီးဖို့ကြိုးစားခဲ့ရပဲဖြစ်ပါတယ်။ဘယင်အာဗရာဟာကာဘာကြောင့်ဆာနာမှာရှိတဲ့သူ့ရဲ့ဖျားရှိခိုးချောင်းကဖျားဖူးတွေကိုဆွဲဆောင်သွားမှာကိုစိုးရင်ခဲ့ရပါ။မွတ်စလင်ရိုးရာဆင်လာရအဘရာဟာက ဂါဘာနာကိုရောက်လာတဲ့အခါသူ့ရဲ့ဆင်ကရှေ့ကိုဆက်မသွားဘဲငင်းဆန်ခဲ့ပါတယ်။နောက်ဆုံးတော့ဘရင်ကဆင်ကိုဆက်သွားဖို့တောင်းအပ်ပေးခဲ့ပေမဲ့ဂါဘာကိုမဖြတ်စည်းနိုင်ခင်မှာကောင်းကင်တစ်ခုလုံးကကြောက်တုံးတွေကိုထဲဆောင်လာတဲ့ပင်လယ်စင်ရော်တွေနဲ့ပြည့်နှက်သွားခဲ့ပါတယ်။ပြီးတော့ပင်လယ်စင်ရော်တွေကအဲ့ဒီကြောက်တုံးတွေကိုစစ်တပ်ဘော်ကိုချခဲ့ရမှာဆင်ပါဝင်လူတိုင်းတည်ဆုံခဲ့ရပါတယ်။ဂိုအန်ရဲ့ Sure and Feel မှာဒီအကြောင်းကိုရည်ညွှန်းထားတယ်လို့ဆိုပါတယ်။ဂါဘာရဲ့တမန် ုင်းချောင်းကရိုးရှင်တဲ့ခြောက်တုံးအဆောက်အုံတစ်ခုထက်အများကြီးနဲ့ရှိုင်းပါတယ်။သူရဲ့ဇလန်းက Prophet Muhammad ရဲ့ဘဝနဲ့ခိုင်ခိုင်မာမာချိတ်ဆက်နေပြီး Islam ဘာသာရဲ့ထူးခြားတဲ့လက္ခဏာရဲ့တွေကိုမိမောင်းထိုးပြနေပါတယ်။ဒီအဆောက်အုံလေးကဘာသာရေးရဲ့အထိပ္ပယ်ကိုဘလို့နဲ့ရှိုင်းစွာထင်ဟပြသနေတယ်ဆိုတာဆက်လက်ဆောင်ကြည့်လေ့လာရအောင်ပါ။ ရိုးရဆလာရခါပါမိုဟာမက်ရဲ့ဘဝမှာအရေးပါတဲ့တခြားသောအချိန်ခါတွေမှာလည်းတိတိတတ်တာအခမ်းကဏ္ဍအနေပါဝင်ခဲ့ပါတယ်။လူငယ်ဘဝတုန်းကသူဟာ Courage မျိုးနွယ်စုတိုင်းက လူတွေနဲ့အတူကဘာကိုပြင်ဆင်ရမှာကူညီခဲ့ပါတယ်။ဒါပေမဲ့အနောက်ရောင်ကြောက်တုံး Blastone ကိုသူ့နေရာကိုပြန်ထည့်ရမယ့်အချိန်မှာဘယ်မျိုးຫນွေကဒီဂုံပြုတ်ခွင့်ရေးကိုရမလဲဆိုပြီးတော့အငင်းပွားမှုဖြစ်ပွားခဲ့ပါတယ်။မိုဟာမက်ကဖြေရှင်းနည်းတစ်ခုကိုတင်ပြခဲ့ပါတယ်။သူကအနောက်ရောင်ကြောက်တုံးကိုသူ့ရဲ့ဝိယုံရဲ့အလဲမှာထားပြီးမျိုးနယ်စုတိုင်းကလူတယောက်စီကိုဝိယုံရဲ့တစိတ်တစ်ပိုင်းကိုအထူးထူမှဖို့လုပ်ခဲ့ပါတယ်။ပြီးတော့မှမိုဟာမက်ကကြောက်တုံးကိုသူ့နေရာကိုပြန်ရအောင်လမ်းညွှန်ပေးခဲ့ပါတယ်။ဒီပုံမြင်က ေပြဒေတာကမျိုးနွယ်စုတွေကိုစီးလုံးစီမဲ့သူရဲ့ခေါင်းဆောင်မှုအခမ်းအနားကိုဖော်ညွှန်းနေပါတယ်။ကဘာမိုဟာမက်ခေါင်းကင်ပုံကိုတက်ကြွခြင်းပြောရမယ်ဆိုရင်တော့ ascension to heaven မှာလဲအဓိကအခမ်းကဏ္ဍကနေပြီးတော့ပါဝင်ခဲ့ပါတယ်။ခေါဟန်နဲ့ခေါဟန်ချမ်းပိုက်တွေကိုအခြေခံထားတဲ့ HR ပုံမြင်တွေအရမိုဟာမက်ဟာတညရဲမှာပဲ magic အယ်ဟာရန်ကနေမက်ဂျစ်အယ်အယ်ဆာရကိုခီးသွားခဲ့ပြီးတော့ကောင်းကင်ဘုံထက်သွားခဲ့ပါတယ်။ဂိုအန်ကနေရာတွေကိုတိတိကျကျဖော်ပြမချားပေမဲ့သူတို့ဟာမက္ကာမှာရှိတဲ့ကဘာနဲ့ဂျေရုဆလင်တို့မှာရှိတဲ့ဖျားချောင်းကုန်းကိုယူဆကြတာဖြစ်ပါတယ်။ဒီပုံမြင်တွေမှာမိုဟာမက်ကဖျားသခင်နဲ့တွေ့ဆုံဖို့ကောင်းကင်ခုနှစ်ထက်ကိုတက်နေစဉ်အတွင်းပရောဖက်အမျိုးမျိုးနဲ့အတူဆူထောင်းခဲ့တာဖြစ်ပါတယ်။ ပြောခဲ့သလိုပဲကက်စလာဆိုတာကဘာဘက်ကိုမျက်နှာမူတဲ့ဥတီချက်ဖြစ်ပါတယ်။ဒါဟာနေ့စဉ်စုတောင်းခြင်းမှာအဓိကအခန်းကဏ္ဍကနေပါဝင်ရုံသားမကအစောပိုင်းမွတ်စလင်တွေရဲ့ကိုယ်ပိုင်လက္ခဏာမှလည်းအရေးပါခဲ့ပါတယ်။မိုဟာမက်ရဲ့အသက်မဝမ်းကြောင်းအစောပိုင်းမှာသူနဲ့သူနောက်လိုက်တွေကဂျေရုဆလင်ဘက်ကိုမျက်နှာမူပြီးစုတောင်းခဲ့ကြပါတယ်။ဒါပေမဲ့မက်ဒီနာမြို့မှာနေထိုင်ခဲ့စဉ်အတွင်းစုတောင်းရဥတီချက်ကိုဂျေရုဆလင်ကနေမက်ကာကိုပြောင်းလဲခဲ့ပါတယ်။ကိုယ်အန်ကနေကိုကာရရင်အခု ့ငါတို့ဟာမင်းကိုနှစ်သက်စီမဲ့ကက်စလာစီကိုပြောင်းလဲစီရမယ်။ဒါကြောင့်မင်းရဲ့မျက်နှာကိုတန်ရှင်းသောဘလီရဲ့ဥတီချက်စီကိုလှည့်ပါလို့ဖော်ပြထားပါတယ်။ဒီကျမ်းပိုက်ကခရစ်ယာန်တွေနဲ့အကျူးတွေကမုဟမ္မဒ်ရဲ့သတင်းစကားကိုဘလုံညင်းဖယ်ခဲ့ကြတယ်ဆိုတာနဲ့ကာဘာကိုဘလို့ချိတ်ဆက်ထားတယ်ဆိုတာကို ဒါကာဘာအိုအဗရာဟန်နဲ့ဘယ်လိုချိတ်ဆက်ထားရဲဆိုတာကိုဆွေးနွေးမှုတွေနဲ့ဝန်ရံချတာလည်းဖြစ်ပါတယ်။ပညာရှင်ဖရက်ဒေါ်နာကမိုဟာမက်နဲ့သူ့ရဲ့မူလနောက်လိုက်တွေကပထမဆုံးနေနဲ့သူတို့ကိုသူတို့ဂျူးဘာသာနဲ့ခရစ်ယာန်ဘာသာနဲ့ကိုင်းညီတဲ့တိုင်းဝိုင်းတစ်ခုအဖြစ်မြင်ခဲ့ကြတယ်လို့ယူဆပါတယ်။ဒါအပြင်ခရစ်ယာန်တွေနဲ့ဂျူးတွေနဲ့အတူဆူတောင်းရနေရာတွေကိုတောင်မျှဝေခဲ့ကြတာလည်းဖြစ်နိုင်ပါတယ်။ဂျေရုဆလင်ကနေမက်ကာကိုခစ်လာပြောင်းလဲခဲ့တာကမိုဟာမက်မျှော်လင့်ထားတယ်လို့သူ့ရဲ့ဗျာဒိတ်တော်ကိုလက်ခံတော့ ောင်းမှာမဟုတ်ဘူးဆိုတာရှင်းရှင်းလင်းလင်းဖြစ်လာတဲ့အခါမဒီနာက ဂျူးမျိုးနဲ့တချို့ရဲ့ဂျင်းမာမှုတွေကိုထင်ရှားစေတာဖြစ်နိုင်ပါတယ်။ဆူဒေါရာဥတီချက်ပြောင်းလဲတာကမဒီနာကမွတ်စလင်တွေကိုတောင်ဘက်ကိုမျက်နှာမူစေပြီးဂျူးနဲ့ခရစ်ယာန်တွေကတော့ဆူဒေါနဲ့အခါအရှိဘက်ကိုမျက်နှာမူကြတဲ့အတွက်မိုဟာမက်နောက်လိုက်တင်တဲ့ဟဲ့ဒေတာတွေကတခြားတစုတဲသောဖျားကိုကိုယ်ပဲသူတွေကြားမှာထင်ရှားတဲ့ကွာခြားချက်တစ်ခုကိုဖန်တီးခဲ့ပါတယ်။နေစဉ်ဝေပြုမှုမှာမွတ်စလင်တွေကမက္ကာဘက်ကိုမျက်နှာမူပြီးတော့ဆူဒေါရောပါတယ်။မိမိနဲ့ကာဘာကြားမှာဘ မှမရှိသင့်ပါဘူး။စူတောင်းနေတဲ့သူတယောက်ရဲ့ရှေ့ရနေလဲရှောက်တာကမကောင်းတဲ့အပြုမှုဖြစ်ပြီးတော့ဇရီးစံလေကောင်ရှေ့ရဖြတ်သွားရင်တောင်တချို့ကစူတောင်းတာကိုရက်ပြီးတော့ပြန်စားတတ်ကြပါရယ်။ဒါပေမဲ့ကာဘာဘက်ကိုဘယ်လိုဥတီရမလဲဆိုတာမဆုံးဖြတ်နိုင်ရင်ဘလို့လုံးမလဲဒီပြဿနာက20ရာစုမှာလေကြောင်းနဲ့အာကာသခီးသွားလာမှုတွေတိုးတက်လာတာနဲ့အမျှပေါ်ပေါက်လာခဲ့ပါတယ်2006ခုနှစ်မှာမလေးရှားအာကာသယာဉ်မှူးရှေ့ခ်မူဆာဖာ ရှူခူက ရဇမ်ကာလာအတွင်းနိုင်ငံတကာအာကာသစက္ကန် International Space Station ကိုတွားရောက်ဖို့ရွေးချယ်ခံခဲ့ရပါတယ်။ဒီအတွက်မလေးရှားနိုင်ငံရဲ့အစ္စလမ်ဘာသာရေးဖွံ့ဖြိုးတိုးတက်ရေးဌာနဟာအာကာသထဲမှာဘာသာရေးတာဝန်တွေကိုဘယ်လိုဖြည့်ဆည်းရမလဲဆိုတဲ့လမ်းညွှန်ချက်တွေကိုဖန်တီးခဲ့ပါတယ်။အာကာသရင်မိုးတွေကအာကာသစက္ကန်ကနေကမ္ဘာကိုလှည့်ပတ်နေတဲ့အချိန်၃ညဆွဲအား microgravity အခြေအနေမှာ ကမ္ဘာဘက်ကိုဘယ်လိုဥတည်ပြီးတော့ဆူတောင်းရမလဲဆိုတဲ့ပြဿနာပေါ်လာပါတယ်။သူတို့ကအာကာသတိုင်းမှာရှိတဲ့မွတ်စလင်တိုင်းကဖြစ်နိုင်ရဲ့အကောင်းဆုံးသိပ္ပံလေးကြောင့်ခွဲခြားစိတ်ဖြာမှုတွေနဲ့ကမ္ဘာဘက်ကိုဥတည်ဖို့ကြိုးစားရမယ်လို့နောက်ဆုံးမှဆုံးဖြတ်ခဲ့ပါတယ်။ဒါပေမဲ့မတည်ကြရင်တော့ကမ္ဘာဘက်ကိုညံ့နာမှုယုံနဲ့လုံလောက်ပြီးတော့ဒါဟာမဖြစ်နိုင်ရင်တော့ဘယ်ဘက်ကိုမဆိုညံ့နာမှုပြီးဆူတောင်းနိုင်တယ်လို့လမ်းညွန်ခဲ့ပါတယ်။ဒီဖြစ်စဉ်ကအစ္စလမ်ဘာသာနဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားစရာအချက်တချို့ကိုမိမာ ောင်းထုတ်ပြနေပါတယ်ပထမတစ်ခုကအစ္စလမ်ဥပဒေနဲ့ပတ်သက်တဲ့မွတ်စလင်မဟုတ်သူတွေက မောင်ရုံရဲ့အယူဆတွေရှိနေခဲ့ကြပြီးတကယ်တမ်းမှာအစ္စလမ်ဘာသာရေးဥပဒေတွေကပျော်ပြောင်းပြီးတမန်လူတယောက်အတွက်ပြုလုပ်နိုင်တဲ့ရည်ရွယ်ချက်ရှိရယ်ဆိုတာကိုပြသနေပါတယ်။နိုင်ငံတကာအာဂါသစခန်းမှာကစ္စလာကိုဘလို့ဆုံးဖြတ်ရမယ်ဆိုတဲ့ကိစ္စရပ်မှာဒါကိုတွေ့နိုင်ပါတယ်။သူတို့ကခါဘာရဲ့ဥတီချက်ကိုရိုးသားစွာစူးစမ်းရှာဖွေသင့်ပေမဲ့ဒါကမဖြစ်နိုင်ဘူးဆိုရင်တော့ဘယ်ဘက်ကိုမဆိုမျက်နှာမူနိုင်ပါတယ်။2023ခုနှစ်မှာဖျားဖို့နှစ်တန်းကျော်က hash အတွက်မကောက်ခီးသွားခဲ့ကြပါတယ်ဒီလူဦးရေကဘယ်မျိုးအတွက်မဆိုအလွန်များပြားတဲ့လူအစုဝေးဖြစ်တာကြောင့် မြို့ရဲ့အခြေခံစောင့်နေရဘလို့စီမံခန့်ခွဲလဲဆိုတာကလည်းစိတ်ဝင်စားစရာပါပဲ။ကာဘာရဲ့ကြီးကျယ်ခမ်းနားမှုဟာသူ့ရဲ့ယူရှင်းတဲ့ဒီဆောက်ပုံကိုကျော်လွန်ပြီးတော့နှစ်ပေါင်းထောင်ချီကြာမြင့်တဲ့သမိုင်းဘာသာရေးအထိပ္ပယ်နဲ့ခေတ်သစ်ကဘာမှာပါအစ္စလမ်ဘာသာဝင်တွေအတွက်စီလုံးညီညွတ်မှုနဲ့ဖျားသခင်ကိုကိုးကွယ်စည်းကမ်းမှုရဲ့ပြယုတ်တစ်ခုအဖြစ်ယက်တည်နေပါတယ်။သူ့ရဲ့ဇလန်းက Prophet Muhammad ရဲ့ဘဝနဲ့ခိုင်ခိုင်မာမာချိတ်ဆက်နေပြီးတော့အစ္စလမ်ဘာသာရဲ့လက်ရုံးညီချွေမှုနဲ့လက်တွဲချမှုကိုပါထင်ထပ်ပြနေပါတယ်။ ီကမ္ဘာတဝိုင်းကမွတ်စလင်သံပေါင်းများစွာရဲ့စုစည်းရာဗဟုချမ်းမအဖြစ်ကဘာဆက်လက်တည်ရှိနေမှာသိကြပါရရှင်ဗီဒီယိုလေးအဆုံးထိလိုက်ပါကြည့်ရှုပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်ဒီထဲမှာမွတ်စလင်နာမည်အခေါ်အဝေါ်လေးတွေမှာသွားတာရှိခဲ့မယ်ဆိုရင်ပရိသတ်ကြီးကိုတောင်းပန်ခြင်းပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းတူတူတယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်